မင်္ဂလာညချမ်းပါခင်ဗျာ CG ဘလဖောင်းရဲ့ပတ်စဉ်တင်ဆက်နေကြစာတီးသံအစီအစဉ်မှာအခုတစ်ပတ်တည်းဖတ်ပြပေးသွားမှာကတော့ဆရာတန်းတင်ရဲ့စိတ်ကမ်းရေဒီယိုအစီအစဉ်ဖြစ်ပါတယ်စိတ်ကမ်းရေဒီယို14အောက်ကမြေမှာပါသည့်ကြောင်းကျွန်တော်ပြောပြခဲ့စဉ်ကတန်တော်နားထောင်နေခဲ့သောတခါခါကိုအမှတ်ရမိသည်ဒီညမှာမြင်ရဖို့ခရင်နာ မလွယ်ကူလို့တော့ကိုပြောတာဖြစ်ကြောင်းကဘာရဲ့ဟိုတပတ်ချမ်းကိုထွက်သွားပြီမို့မောင်းလှပြီဝန်ကိုမြင်ရဖို့ရက်ွယ်ရက်တွေကိုဖျက်ချော်ရအောင်မိဖြစ်ကြောင်းကျွန်တော်ရှင်းပြခဲ့ဘူးဒီဒီညမှာမြင်ရခဲ့တဲ့မောင်းလှပြီဝန်သည်အမောင်ညောက်ကိုရဲရဲဆက်ဆက်စိတ်ငါဆွန့်ပစ်သွားတော့တာမဟုတ်နိုင်ကြောင်းကိုကိုသူနားလည်တတ်မိထင်အမောင်ညောက်ကိုရဲရဲဆက်ဆက်စိတ်ငါဆွန့်ပစ်သွားတာတော့မဟုတ်နိုင်ကြောင်းကိုမူသူနားလည်တတ်မိထင်၍ကျွန်တော်ရှင်းမပြပြစ်ခဲ့ပါ ဒီလူသားသစ္စာကဘာတီသူရဲ့တည်သလို လာမင်းမှာလည်းလာမင်းသစ္စာနဲ့ဖြစ်ပါမည်။လာစုပ်ရများကြော်လင်အလဲလွန်ရရက်မှနေကျွန်ရအရက်မှသူဆက်ဆက်ပြန်လာပါအောင်မည်။ထွက်ပြေးခြင်းဝါရဆိုလားထွက်ပြေးခြင်းအမှုပညာဆိုလားခန့်ငယ်ငယ်ကစာတပုတ်တွင်ဖတ်ဖူးခဲ့သည်။ဘယ်မှာလဲဘသူရေးရလဲတော့ကျွန်တော်မမှတ်မီ။တိတိကျကျမှတ်ထားဖို့ရလဲကျွန်တော်နှစ်ကသိဆိုင်လာသောသကရက်မဟုတ်ထိုးစဉ်အချိန်ရွယ်က ထွက်ပြေးတတ်သောအရွယ်လည်းမဟုတ်သလိုထွက်ပြေးခံရသောဘဝတစ်ခုကိုရရှိပိုင်ဆိုင်စရာအကြောင်းမရှိလေဟုခုဘာသာယုံကြည်နေမိရလည်းဖြစ်နိုင်ပါသည်နောက်တော့ကျွန်တော်ထွက်ပြေးဖြစ်ခဲ့သည်နောက်တော့အလဲလွင်ရင်ကဘာတစ်ဖက်ချမ်းအထီကိုကျွန်တော်ထွက်ပြေးနေမိခဲ့သည်နောက်တော့ထွက်ပြေးသွားတာကိုကျွန်တော်ခံခဲ့ရပြန်သည်ကွယ်လွန်ခြင်းကဘာတစ်ဖက်မှာကြံရစ်သူလိုထွက်ပြေးသွားတာကိုခံခဲ့ရပြန်သည်သိမကြသေးခင်ကာလတစ်ခု၌အညာဒေသ၏ KTV တစ်ခုတည်းတွင်ဆိုဖီနှင့်ကျွန်တော်ဆုံတွေ့ဖြစ်ခဲ့သည် တိမ်ဝင်ရင်ကျဲရန်ရှိသောသူပြီးသည်မီးအောင်ပြာကြီးအောက်ဝဲခောက်အုပ်လေးလှနေခဲ့သည်ကျွန်ုပ်ခွက်ကိုအရက်ထက်ပြေးပြီးနေသောဆူဖီဤလက်များဒူးကောင်းကြော်သောခေါဝင်ဖြူလေးနှင့်သူ့ပေါင်ပေါ်ကိုတည်တည်သက်သက်တင်ထားသောဆူဖီဤလက်များကတာမန်ထက်နူးညက်သွေပြောင်းနေတာသတိထားဖြစ်ခဲ့သည်ကျွန်တော်ကလက္ခဏာကြည့်ပြီးရင်ခွင်တောင်းသည့်အခါဆူဖီကတအံ့တအောဖြင့်ခွင့်ပြုရင်လဝါလီဖြန့်ပြီးပါသည်ကိုမင်းတို့ကိုလင်းတို့ကသူတို့သချင်းတွေနဲ့သူတို့ကိုထင်းနဲ့ကိုကျော်လဲသူတို့ခွက်တွေနဲ့သူတို့ အချိန်နည်းနဲ့ကြာသွားသဖြင့်ဟောမယ်ဆိုဟောလေးဟုမျှော်လင့်နေဟန်ဖြင့်စကားဆိုသည်ထွက်ပြေးနေကြတာမလားဟုသောကျွန်တော်ဟောကင်းတွင်ဆက်ခနဲမျက်နှာကြည့်ရင်ကျွန်တော်ကိုစူးစူးဆဆိုက်ကြည့်နေခဲ့သည်မှန်သည်မှားသည်ဘာမှမပြောသူ့လက်ကလေးကိုသူ့ပေါင်ပေါ်ပြန်တင်ရင်ပြန်သွားဖြစ်အောင်မလားဟုကျွန်တော်မေးလိုက်သည့်အခါတွေ့တွေ့ငင်းငင်းဖြင့်ဖြည်းဖြည်းချင်းခေါက်ခါပြနေသော KDB မဆန်သည့်မိန်းကလေးငယ်ကိုကျွန်တော်ငေးကြည့်နေမိသည်စောင့်နေတဲ့သူကရောအရင်နေရာမှာရှိအောင်မလားဟု သူ့လဝါးလေးကိုပြန်ဖြတ်ပြီးရင်နွမ်းနွမ်းရဲ့ရဲ့မေးလာသည်အဲ့ဒါတော့ကျွန်တော်လည်းမသိကာယကံရှင်ရဲ့လက်နှစ်ဖက်ကိုမြင်တော့မေးလွယ်ဖြောက်လွယ်လူလားခဏသာပဲမျောနေတတ်သူလားအကြာကြီးမျောနေတတ်တဲ့တန်ရောစင်ကြီးတတ်သူလားကျွန်တော်တက်ပြောနိုင်မှာပါဟုသာစကားပိတ်လိုက်ရသည်ဆိုဖီကကျွန်တော်ကိုဗီဒင်စရာဟုထင်သွားပုံရသည်ကျွန်တော်ကဗီဒင်စာအုပ်လေးတွေဖတ်လက္ခဏာတို့စံကျန်းတို့ကိုကိုစန်းလွင်တို့ထံမှကြားဘူးနောက်အဖြစ်အပြော်သဘောရမ်းတုတ်ချင်းမြလို့ဘာမှရည်ရရမရှိလာပါ ို့သောအကြာကြီးဆောင်မြော်နေတဲ့သူဤလက်ဖွားကလေးများနဲ့ထွက်ပြေးသွားတဲ့သူဤလက်ဖွားကလေးများအကြောင်းပုံသဏ္ဍာန်အသေးစိတ်ကိုတော့ဖြင့်ဆွဆွမြမြကြက်မှတ်ထားသလိုတိတိကျကျခိုင်ခိုင်မာမာ ပြောနိုင်ပါသည်ထိုနှမျိုးမှတမျိုးသောလက်ပုံစံမှာကျွန်တော်လက်ဖြစ်၍နောက်တစ်မျိုးမှာအပူချင်းမြင့်မြင့်မာမာနှင့်နူးညံ့နေသောဆူဖီဤလက်မျိုးဖြစ်သည်ကဗျာဆရာသူဝေးဤကျွန်တော်အလွန်ကြွမိသောကဗျာတပုတ်တွင်ထွက်ခွာသောသူ6မျိုးရှိကြောင်းလှလပေါပဖွဲ့ကနွဲကရှင်းပြထားတာကို ဖက်ခဲ့ရဘူးသည်ဘယ်တော့မှထွက်မသွားပါဘူးဟုအထက်ထက်ဂတိပေးပြီးမှထွက်သွားသူထွက်သွားမှာနော်ထွက်သွားတော့မှာနော်ဟုတတတပြောရင်နောက်ဆုံးမှာတကယ်ပဲထွက်ပြေးသွားတတ်သူစသဖြင့်ဖြစ်သည်ထွက်သွားသူ6မျိုးတွင်မှထွက်မသွားခြင်းပါပဲထွက်သွားရသူလည်းရှိသည်ထိုမျိုးစားကတော့ဖြင့်သူထွက်သွားတော့မည်ဖြစ်ကြောင်းတည်တည်ချာချာနှုတ်ဆက်ရင်းနှစ်ဖူးကလေးကိုတော့ဖောပေါလေးနန်းသွားတက်ပါသည်တဲ့ ထိုးထွက်သွားသူအမျိုးသားမှာပြန်လာဖို့ကြာနေတတ်သလိုဘယ်တော့မှပြန်မလာတော့တာလဲဖြစ်နိုင်ပါတယ်တဲ့ကိုနေဝင်းရဲ့မောက်လပြည်ကိုချင်းတဲ့ကသာသာတိုင်းပြောရလင်ချိပြစ်စွန်သွားတဲ့မင်းကိုဟုဆိုရမည်ချင်းသည်ကြပြာစရာသူဝေးကထွက်သွားပုံထွက်သွားသည့်အမျိုးမျိုးနဲ့ထွက်ပြေးသွားတဲ့သူ6မျိုးလောက်ရှိတော့လဲစောင့်နေညှော်နေတဲ့သူအမျိုးသားကတော့တမျိုးသာရှိပါတယ်တဲ့ညှော်နေသူအားလုံးသည်ညှော်နေသူသာ ဖြစ်ပါသည်တဲ့တစ်ဖက်ဆုံးမှာတသက်နေပါလင်လဲ မျောနေသူကတော့ဆက်လက်မျောနေမိသားဖြစ်ပါသည်ခလုံးမကအခက်ဝေလဲမျောနေသူက တလမ်းမရွေ့တဖွားမရွေ့မျောနေသူသာဖြစ်ပါသည် အချိုသွုံးစကားတွေဘယ်မှာဆုံးမလဲမေးဝန်းတော့သည့်မျောသူအငိုဆုံးမှပြန်လာဦးမလားမပြောတတ်တော့သည့်မပြောအပ်တော့သည့်မျောသူပြန်လာဦးမလားမပြောတတ်တော့သည့်အကြောင်းကပြဿနာမရှိတော့လဲမပြောအပ်တော့ဘူးဆိုသည့်ကိုနေဝင်းဤစာသားကကျွန်တော်ကိုအုံဆိုင်မှိုင်းညို့သွားစေခဲ့သည်သူအတလုံးကပင် မောင်းလာပြေဝန်တခြင်းတပုတ်လုံးကို သဲထန်တုံ့ခွာသွားစေသည်ဟုကျွန်တော်တို့ထင်သည်ဆိုင်းဒီဆိုင်၏အတန်ဒီလဲထိုနေရာအရောက်တွင်ပုံမူအကွဲ တုံ့ခွာနေသည်ကိုတတိထားမိခဲ့ပါသည်ဘလို့စီးတွေများခြားသွားခဲ့လို့ပြန်လာဦးမလားမပြောအပ်တော့တာပါလေဘလို့ကျင့်ဝတ်တွေဘလို့ဂုံသိခါတွေနဲ့များရစ်ထွေချီနောက်ခံရသည်ကိုမပြောအပ်တော့တာပါလေဘယ်မီဘယ်အခြေကိုများတယောက်တကွဲတွင်ဝေးကျက်ပတ်ခံရလို့ပါလေဘလို့ဘဝတွေ ဘလို့အသက်နဲ့များတန်ရာကိုစက်နေကြရလို့ပါလေဆိုပြီးလို့ထွက်မသွားခြင်းပါပဲခွက်ပြေးတွားရသူဤလက်ဖွားလေးများသည်နုံညံ့၍တာမန်ထက်အပူချိန်ပူ၍မြင့်နေတတ်ပါသည်ကျွန်တော်လက်ဖွားများမှာတာမန်ထက်ကြမ်းတမ်းပြီး၆တွေ့ပြီးရောနေတတ်သည်ကိုနေဝင်းရောသူဝီရောကျွန်တော်လက်ဖွားလိုမျိုးချူရော၆တွေ့နေကြမည်ထင်သည်သူတို့ညှော်နေကြစေလားကျွန်တော်မသိတာလွန်သောလာဤညသည်မနေ့ကဖြစ်သည် အခုဖတ်ပြပေးခဲ့တာကတော့ဆရာတန်းတင်ရဲ့စိတ်ကမ်းရေဒီယိုအစီအစဉ်ဖြစ်ပါတယ်ဒီစီစဉ်လေးကိုတနင်္ဂနွေနေ့ည7:00နာရီတိုင်းမှာတင်ဆက်နေကြမှုစောင့်မျှော်နားဆင်ပေးကြပါခင်ဗျာ